တူတင်နိုင်ပါ့မလားမဘမအများကြီးပဲဘုဒ္ဓဘာသာကြည့်အောင်အများကြီးပဲအလုံးမင်္ဂလာပါ။ဘိုင်ဘလော့ကနေပြန်လဲကျေဇူးလိုက်ပါရယ်။ဒီနေ့ကတော့ရုပ်ပြရည်လေးလည်းဖြစ်တဲ့အပြင်ရာသီဥတုကလည်းအုံမိုင်းနေရပါတော့။အဲ့တော့ကျွန်တော်ဒီနေ့အာ donation လေးတစ်ခုသွားပြီးတော့လည်းလုပ်မှာဖြစ်ပါရယ်။အဲ့တော့ကျွန်တော်ရဲ့ဒီ vlog လေးကိုအဆုံးထိကြည့်ပေးပါဦး။ ခုသွားနေတာကတော့လော့ကောင်းဝင်ကိုသွားနေတာဖြစ်ပါတယ်ဒီလော့ကောင်းဝင်ကိုသွားတဲ့လမ်းလေးကကြတော့ဒီလော့ကားတာဇုံကနေပြီးတော့ခွဲထွက်သွားတဲ့လမ်းလေးပေါ့နော်လော့ကောင်းဝင်ကိုသွားတဲ့လမ်းလေးကိုမောင်းနေတာဖြစ်ပါတယ်အဓိကကဒီလော့ကောင်းဝင်ရဲ့အရှိဒီမျက်နှာစာမှာရှိရဲ့လမ်းမာတမ်းမှာပေါ့နော်ညောင်ကလေးတွေအများကြီးရှိရဲ့ ဒီကားတွေဖြတ်သွားဖြတ်လာလုပ်တဲ့အခါကျလို့ရှိရင်အဲ့မြောက်ကလေးကလမ်းအစာရေလမ်းတောင်းလာမျိုးတွေနောက်တော့သူမျိုးတရားကြီးပေါ့နော်အဲ့လိုကျွေးနေရလေးတွေ့တော့ကျွန်တော်လည်းကြေးကျင်တဲ့စိတ်ကလေးဖြစ်လာတယ်အဓိကတော့ဒီမိုးရုံဖြစ်တဲ့အတွက်သူတို့တို့အစာရေလာရှားပါတဲ့ကာလာလေးဖြစ်နေပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကသူတို့ကိုသွားပြီးတော့အစာလေးတွေတောင်းပြမှာဖြစ်ပါတယ်ကျွန်တော်တို့လောကဥယျာဉ်ကိုရောက်ပါပြီမြောက်ကလေးတွေစပြီးတော့တွေ့နေပါပြီ ဒီနေရာမှာကျွန်တော်အရင်ဆုံးတစ်ခုပြောချင်တာကတော့ဒီမြောက်ကလေးတရားတချို့ရင်းနေတဲ့ကောင်လေးလည်းရှိတယ်တချို့နည်းနည်းလေးလည်းရိုင်းနေအဲ့ဒါကြောင့်မလို့အရင်ရဲတင်ဖို့တော့ဟိုမရဲတင်စိတ်ချင်ဘူးပေါ့နော်အစားပိုင်းမှာတော့ဒီမြောက်လေးတရားတစ်ကောင်းနှစ်ကောင်းပဲရှိတယ်ပေါ့နော်အဲ့တော့ပေါင်မုတ်ကိုစပြီးတော့ကျွေးလိုက်တယ်အဲ့အချိန်မှာပဲဒီဘေးပတ်ဝန်းကျင်ကမြောက်ကလေးတွေလည်းဒါသူတို့ကအရင်စူးစမ်းတဲ့ကောင်လေးဆိုတော့အရင်သူတို့ ရိမ့်မိသွားပြီးတော့အော်သူတို့အစာလာကျွေးတယ်ဆိုတော့တိသွားကြတယ်တိသွားကြတော့အဝေးကအကောင်ကြီးကတော့ဒါပြေးပြီးတော့ရောက်လာကြတယ်ပေါ့နော်အကောင်ကြီးတွေကတော့ဒီပေါမုံလေးတွေကိုအသာစီပေးလိုက်တာနဲ့ယူသွားပေမဲ့တချို့ကလေးကိုရင်ခွင်ပိုက်ထားတဲ့အကောင်တွေကတော့လူနာကိုတိတ်မကန်ရဲအဲ့တော့သူတို့လမ်းပစ်ပေးရတယ်နောက်ခုတ်တီးပြည့်တဲ့နာတော့ဒီလမ်းမျိုးရှောင်းလမ်းဖြစ်တဲ့အတွက်ကုတ်ကားတွေဒီတွဲကားတွေပေါ့နော်အရန်လာများတယ်အဲ့တော့ကွာမြောက်စာကျွေးနေလဲဒီသတိထားရတယ်ပေါ့နော် ဒီကောင်ကြီးကတော့သူကတော့အားလုံးထဲမှာအရင်ဆုံးပဲပြီးတဲ့လောက်လဲသူကစားတယ်နောက်တစ်ခါကျတော့သူကအကုန်မြုံချောက်ပကြောင်ထဲမှာလည်းအကုန်တိမ့်နာတယ်ပကြောင်ဆိုဖောင်းကားနေရပဲအဲ့ဒီမှာကျွန်တော်ထပ်ပြီးတော့သတိပေးချင်တာကကြတော့လေဒီလမ်းကကြတော့သူကဥယျာဉ်ထဲဝင်တဲ့လမ်းမဟုတ်ဘူးဥယျာဉ် ဝင်ပေါက်ဘေးကပတ်လန်းပေါ့နော်ပြောရရင်မြို့ရှောင်လန်းဖြစ်တဲ့အတွက်သူကကုန်ကားကြီးတွေသွားများတယ်နောက်တစ်ခုကကြတော့ဒီမြောက်ကလေးတွေ ਆ လဲပေါ့နော်အချင်းချင်းကသူကလူကြရကြရင်ပြေးကြလွားကြဖြစ်နေအဲ့တော့ကိုကကိုနေပါလာတဲ့ကိုကားလည်းအနေငယ်ကင်အောင်မြောက်ကလေးလည်းအနေငယ်ကင်အောင်ဒီလမ်းပေါ်မှာသွားနေတဲ့ကားတွေလည်းအနေငယ်ကင်အောင်ဆိုလို့ရှိရင်ဒါကားကိုတိချလမ်းမိချရက်ပြီးတော့သူတို့ပေါ့နော်တိချလေးစနစ်တကျကျွေးဖို့တော့လိုပါတယ် ဒီမှာဆိုလို့ရှိရင်လည်းဒါအကောင်ကြီးတွေအားတစ်ခါကြည့်ရနိုင်ကျင့်ပြီးတော့ဗောနော်ဒီဆွဲယူလူလာတွေရှိရဲနောက်အကောင်သေးလေးတွေကိုသူတို့ရန်လုတ်ပြီးလူလာမျိုးလေးတွေရှိတယ်ဗောနော်ကဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီလော်ကောက်ဝီရင်သွားတဲ့အခါကျရင်မဝင်ခင်ဒီပတ်လန်းမှာလည်းဒါကျွေးလို့ရသလိုနောက်တစ်ခါကျတော့လော်ကောက်ဝီရင်နဲ့သွားမယ်ဆိုလို့ရှိရင်လည်းထဲမှာလည်းမြောက်တီလေးအများကြီးရှိသေးတယ်။အဲ့တော့သွားမယ်ဆိုလို့ရှိရင်သူ့အတွက်အစာရည်စာလေးတွေကိုလည်းကိုယ်မှလူတန်းကျန်နေဆိုလို့ရှိရင်လုံလုံလောက်လောက်လေးယူသွားဖို့တော့ကျွန်တော်တိုက်တွန်းချင်ပါတယ်။ကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။